ပြီးခဲ့တဲ့ပိုင်းမှာတော့ကျင်းစာတိုက်ခိုက်ထားရတာတောင်မှဂိုသာဟာသူ့အဖွဲ့သားတွေအတွက် channel ကိုတိုက်ခိုက်ပေးခဲ့ပြီးခန္ဓာကိုယ်ကလုံးဝပျက်စီးသွားခဲ့ပါတယ်။အပေါက်ပြက်သွားပြီးမှမတည်ခဲ့တဲ့ channel ကသူ့ရဲ့တယုံမှန်ကိုထုတ်ပြပြီးတော့စွမ်းအားတွေပုံများလာတဲ့အတွက်ဒူးစရိုက်ခုနှစ်ပါးတို့ကချိန်နေမကောင်းတော့ပါဘူး။အဲ့ဒီအတွက်ဂိုသားကိုဟောကထမ်းလိုက်ပြီးထွက်ပြေးဖို့အတွက်ပြောလိုက်ပါတယ်။ကင်းကသူတောင်းခံပေးထားမှဖြစ်လို့အကောင်လုံးဒီကနေထွက်ပြေးဖို့အတွက်ပြောလိုက်ပါတယ်။ငါကအသုံးမချတဲ့ပုံရင်တပါးပါ။အနည်းဆုံးတော့နောက်ဆုံးအချိန်မှဒီဟာနေနဲ့ငါးတဲ့ငယ်ချင်းတွေကိုကဝယ်ပေးခြင်းနဲ့ကျေးဇူးပြုပြီး ီးတော့ပြေးပါတော့လို့ပြောလိုက်ပါရယ် channel ရဲ့ကြီးမားလာတဲ့ဒါကြဟာကဘာမြကြီးကိုတောင်မှနှစ်ချမ်းကွဲသွားစေခဲ့ပြီးချော်ရီတွေမြင်ရတဲ့အထိပါပဲသူတို့ကိုလာရောက်ခဲ့တင်ပေးခဲ့တဲ့သူကတော့ နဘရင်ဂလိုစီနီယာနဲ့လူဘလူးပြင်ဒရိုးတို့ပဲဖြစ်ပါရယ်မင်းကရန်ကိုတာဝန်ခံလွန်းနေတယ်ဘရင်တပားဖြစ်နေရင်တော့မှတခါတလေကြာရင်တခြားလူတွေကိုအားကိုးသင့်ရင်အားကိုးရတယ်ကွာလို့ဂလိုစီနီယာကပြောလိုက်ပါရယ်ဒူးစရိုက်ခုနှစ်ပါးဆိုတဲ့မင်းတို့လက်ထဲကိုဗြိတာနီးယားရဲ့နာဂတ်ကိုအပ်လိုက်ပြီးနော်ကျေးဇူးပြုပြီးငါတို့ရဲ့မိတ်ဆွေအောင်တွေဖြစ်တဲ့မယ်လီယိုဒက်စ်နဲ့အလီဇဘက်တို့ကိုကာဝယ်ပေးပါလို့ဒိုးကပြောလိုက်ကဘိုးအပ်လီဘော်ကိုတင်ပေးလိုက်ပါရယ်အနာဂတ်အတွက်ရှေးဘရင်တွေဖြစ်တဲ့ငါတို့တွေကအုတ်တချက်တဲတဲ့ဘဝရင်ဖြစ်ဂျင်းနှဲစွာခံယူပါမယ်လို့ပြောလိုက်ပြီးနှုတ်ဆက်လိုက်ပါရယ် အရာအလုံးကိုငြိမ်သက်သွားစေတဲ့မိစ္ဆာကောင်ကြီးချန်တယ်လာတယ်လားခမည်းရဲ့ဆွမ်းကတော်တော်ကြောက်ဖို့ကောင်းတာပဲနော်လို့ဂလိုဇီနီးယားကပြောလိုက်တော့ မင်းတို့တွေကပညတ်တော်ဆယ်ပါဖြစ်တဲ့ drone နဲ့ glossinia တို့မလားမင်းတို့နှကောင်ပါဖြစ်လို့ဒူစီယက်ခုနပါကိုကူညီနေရတာလေလို့ channeler ကပြန်မိလိုက်တယ် glossinia နဲ့ drone တွေကပူပေါင်းတိုက်ခွတ်တစ်ခုနဲ့ channeler ကိုချုပ်ထားလိုက်ကဒီကောင်ကြီးကိုသူတို့ရင်ဆိုင်မှာဖြစ်လို့သူပိတ်မိနေတော့မှထွက်ပြေးကြတော့လို့ပြောလိုက်ပါတယ်ခမရတို့နဲ့အတူကျွန်တော်တိုက်မယ်ဒီမိစားကောင်ကြီးကအရန်ကိုဆွမ်းကြည့်လို့နဲ့ပြလို့ကင်းကပြောလိုက်တဲ့အခါကင်းနေခဲ့မယ်ဆိုရင်တော့သူလဲတူတူတိုက်ခိုက်မယ်လို့ဒီအာနယ်ကပြောနေခဲ့ကဘန်းကိုတော့အားလုံးကိုစောင့်ရှောက်ပေးဖို့မှာလိုက်ပါတယ် drone နဲ့ glossinia တို့ကိုအဲလစ်ဘာကစိတ်ပူနေခဲ့ပေမဲ့ဘာမှမပြောနေတော့ငါတို့တစ္ဆာပေါက်ခဲမှုကိုပြန်ပေးဆက်ရမယ့်အချိန်ဟာဒီချိန်ပဲတိုက်ခိုက်ရေးပွဲတော်တုန်းကမင်းဟာသူမနဲ့တူယုံမဲ့တူတယ်လို့ထင်ပြီးတော့ငါတို့ရဲ့အာယုံမဆိုင်ခဲ့မိဘူးလို့ဒိုးကပြောလိုက်ပါတယ်။ဒါပေမဲ့ခုတော့ငါတို့တွေနားလေသွားပြီးဘာဖြစ်လို့လဲဆိုတော့နင်းရဲ့မော်စွမ်းဟာအတိတ်ကမတရားတွေကိုပြန်တည်ရစေတယ်လေ။နင်းဟာငါတို့တီးတဲ့အဲလစ်ဘာမလားမယ်လီယိုဒတ်ကိုတရားကယူဆိုင်ပေးလိုက်ပါလို့ဂလိုစီနီးယားကလည်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ချန်နယ်ဒူစီရိုက်တွေကလည်းထွက်သွားခဲ့ကြပါတယ်။ချန်နယ်လာကိုကြကြမထိန်နိုင်တော့ဘူးဆိုတာကိုတီးလိုက်ရပြီးကင်းတဲ့ ီယာနယ်ကိုလည်းဒီကနေထွက်သွားဖို့အတွက်ပြောလိုက်ပါရယ်အဲဒီနောက်တော့ channeler ကြီးတယောက်ပြန်ထွက်လာခဲ့ပြီးတူသားကြီးနဲ့ခုပိုင်းပါတော့တယ်နတ်သက်ငယ်ဘရင်နဲ့လူဘလူးဘရင်တွေမင်းတို့ကငါတို့ကိုသစ္စာပေါက်တယ်ပေါ့လို့ channeler ကပြောတဲ့အခါ ကျုပ်တို့ကပညတ်တော်ဆယ်ပါးပွဲဝင်တွေမဟုတ်တော့တလို့ဘရင်တွေလည်းမဟုတ်တော့ဘူးကျုပ်တို့ကတာမန်နဲ့တငယ်နဲ့လူပလူတွေပါပဲလို့ပြန်ပြေခဲ့ပါတယ်တချိန်လုံးကဘရင်တွေဖြစ်ခဲ့ကြတဲ့သူတို့ဟာအကောင်းဆုံးကာဝယ်ပေးနေကြပြီမဲ့စွမ်းအားချင်းမမျှတာကြောင့်ဂလိုဇီနီယာတယောက်ဟာတန်ရာရသွားခဲ့ပြီးကင်မင်းရဲ့တောင်ပန်တွေဟာအခုမှစပြီးပေါလာတယ်ဆိုပေမဲ့မင်းဟာငါးလောက်နီးပါးဝိညာဉ်လန်တော်ရဲ့စွမ်းကိုတုံ့ပြုနိုင်တယ်မင်းရဲ့တောင်ပန်သာပြည့်ပြည့်စုံအောင်ကြီးထွားလာပြီဆိုတာနဲ့မင်းဟာတမိုင်းတစ်လျှောက်မှရှိတဲ့နတ်တငယ်ဘရင်တွေထက်တာလွန်တဲ့စွမ်းရှိတဲ့ဘရင်ဖြစ်လာတော့တယ်လို့ဂလိုဇီနီယာကတွင်းနေခဲ့ ဲ့ပြီးတဲ့နောက် channel ရဲ့ဌာနဆုံးသက်ခံလိုက်ရပါတယ်ဒီဟာနဲ့အခုကစပြီးတော့နင်ဟာလူဘလူမျိုးနွယ်စုကိုဦးဆောင်မှဖြစ်မယ်နင်းကိုဒီမှာပေးမသေးနိုင်ဘူးလူဘလူတွေဟာတေးမှာမကြောက်ကြတဲ့ရဲရင်တဲ့စစ်တီတော်တွေပါပြောရရင်တော့လူဘလူတွေဟာတိုက်ခိုက်တာကိုလုပ်ဖို့ပဲတီးကြပေမဲ့နောက်ကိုပြန်ဆုတ်တာကိုလုပ်ဖို့ကြတော့တတိမရှိကြဘူးအဲအဲ့အတွက်ကြောင့်လေလူဘလူတွေရဲ့ရေအတွက်ကအလွန်အမင်းကြဆင်ခဲ့ရတယ်နင်းရဲ့ဘီရင်ဖြစ်တဲ့ငါးကြောင့်ပါငါးအပြစ်တွေပါလူဘလူမျိုးနွယ်စုရဲ့ကောင်းကျိုးနဲ့နာခဲ့အတွက်နင်းကိုလိုအပ်တယ်ဒါကြောင့်မလို့ငါတို့ဘီရင်မအပ်တဲ့အတွက်ဒိုင်းပြည့်ရှိ နေပါရစေဆိုပြီးလူဘလူပြင်ဒိုးကလည်းပြောပြီးတဲ့နောက်မှာတော့ channel ရဲ့ကုတ်ပြက်ခြင်းကိုခံလိုက်ရပါတယ်မယ်လီယိုဒက်စ်ရေငါတို့တွေမောင်မိုက်တဲ့တိအယုံတွေကိုကြာသွားပြီးနှစ်သုံးတောင်တွေမှာမင်းကတော့ယုံကြည်ရာကိုပဲဆွဆွဲမြဲမြဲကန်ဆွဲခဲ့တယ်မင်းရဲ့ရွေးချယ်မှုတွေဟာမင်းချစ်တဲ့မိမအတွက်ဆိုပေမဲ့အဲ့ဒီလိုမျိုးကိုလူတိုင်းမလုပ်နိုင်ဘူးကွာငါတို့တွေထထွေခွင့်ရလို့ဝမ်းသာမိပါတယ်မင်းခံစားနေရတာတွေတနည်းကြရင်ပြောက်ွယ်သွားပါစီလို့ငါတို့ဆူတောင်းပေးပါတယ်လို့ပြောနေခဲ့တဲ့တစ်ချိန်ကတငယ်ချင်းတွေဖြစ်ခဲ့ဘူးသူနှစ်ယောက်ဟာအခုချိန်မှာတော့အသက်ပေးပြီးနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်တတိလ နေတဲ့ကလေးမလေးမာလင်ဟာလည်းအဲလစ်ဘတ်လက်ထဲမှာပြန်နိုးလာခဲ့ပြီဖြစ်ပါတယ်။အဲဒီမိစ္ဆာကောင်ကြီးပဲရောက်သွားပြီလေလို့မေးလိုက်တဲ့အချိန်မှာဘေးဘက်ဘက်လင်မှာလဲကြနေသူကလဲကြ၊တန်ရရသူကရနဲ့အလဲလဲကွဲကွဲပြစ်နေပြီဖြစ်တဲ့ဒူစီရိုက်ခွန်တဘာကိုတွေ့လိုက်ရပါတယ်။ဇော်လူအော်တာကြောင့်ကျိုးပဲနေသူကိုတာနဲ့လူကောင်တိတ်တိတ်လေးဖြစ်နေတဲ့ဂျိုင်ယန်ဒီယာနယ်တို့ကိုတွေ့လိုက်ရပါတယ်။ဒါနဲ့လေမာလင်နင်ကချစ်ဖို့ကောင်းတဲ့ကလေးမလေးဖြစ်နေမယ်ဆိုတာကိုငါတကယ်မထင်နာခဲ့မိဘူးလို့ဒီယာနယ်ကပြောနေပါတယ်။အဲဒီအချိန်လူတိုင်းကထိုင်မိုင်းနေခဲ့ကြတာကအဲ့ဒါကမယ်လီယိုဒက်စ်ရဲ့ကို တွေကထွက်နေတဲ့အနုလက္ခဏာဆောင်တဲ့ဇွမ်းတွေဟာအချိန်နဲ့များထွက်လာနေခဲ့တာကြောင့်လို့မာလင်ကပြောလိုက်ပါတယ်။အဲဒီအတွက်ကြောင့်အဲလီစ်ဘတ်ကမယ်လီယိုဒက်စ်ကိုတဲပြီးတော့အပြင်ကိုထွက်သွားလိုက်တယ်။ဘန်ကတော့စကားတောင်မပြောနိုင်တော့သူအဲလင်းဘေးမှာရှိနေခဲ့ပြီးစိတ်ချင်းဆက်တွေ့ပြီးစကားပြောနေရပါတယ်။ Chandler ကတော့မယ်လီယိုဒက်စ်ရဲ့နှံ့ကိုအာယုံခံကအနောက်ကနေလိုက်လာနေခဲ့ပြီးဖြစ်တယ်။ချက်ချင်းဆိုသလိုညာချင်းကိုပြောင်းသွားပြီးဖြစ်တာကြောင့်အစကနောတောင်ဘာမှတက်နိုင်မှာမဟုတ်ပါဘူး။အဲဒီအချိန်မှာပြန်နိုးလာပြီးဖြစ်တဲ့မယ်လီယိုဒက်စ်ကအဲလီစ်ဘတ်ကိုခြင်ထားခဲ့က Chandler ကတော့သူ့ကို ဒူတော့ပြီးတော့ငိုနေပါတယ်။ဘန်တယောက်ကဝယ်ပေးဖို့ထွက်လာတဲ့ချိန်မှာတော့ဘန်အားလုံးကငါမှတ်မိပြီးမင်းတို့အားလုံးကငါကယူဆိုင်ပေးခဲ့တဲ့လုပ်ပေါ်ကင်ဘက်တွေဖြစ်ခဲ့ပါတယ်လို့ပြောပြီးသူ့ကိုဇဲဒရစီခေါ်သွားပေးဖို့အတွက် channel လောက်ကိုမိန်ပေးလိုက်ပါတယ်။သူမကိုပါငါနဲ့တူတူခေါ်သွားမယ်။အဲလစ်ဘတ်မှာချိန်တိတ်မရှိတော့ဘူး။သူ့ကိုတေချာပေါက်ကယ်နိုင်တဲ့နီလန်တစ်ခုရှိတယ်လို့မယ်လီယိုဒတ်ကပြောတော့ဒါဆိုရင်ငါတို့တူတူစူးစမ်းပြီးလုပ်ရအောင်လို့ဒီယာနယ်ကပြောပြီးမယ်။သူကိစ္စကိုဝင်မပါနဲ့လို့ဒါမယ်လီယိုဒတ်ကပြောလိုက်ပါတယ်။မင်းတို့ကိုငါမတက်ချင်ဘူးလို့ပြောနေတဲ့မယ်လီယိုဒတ်စကားကြောင့်အကုန်လုံးကလည်းအံ့ဩနေရပါ ါတယ်အဲလစ်ဘတ်ရဲ့တက်ကိုကယ်တင်နိုင်မဲ့နီလန်ကဘာမို့လို့လဲလို့မာလင်ကမေးလိုက်တဲ့အခါသူမတက်ကိုကယ်ဖို့ဆိုရင်ငါကိုယ်တိုင်နှစိုးဘရင်ဖြစ်လာဖို့လိုတယ်လို့ပြလိုက်ပါတယ်မင်းဘာပြောတယ်နှစိုးဘရင်ဖြစ်လာမယ်ဟုတ်လားမင်းအားစွာအရှိဆုံးဒုစရိုက်9ဘာကိုမိန်ပေးနိုင်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့စိုးရွားတဲ့ဟင်းတွေကိုချက်ပြုတ်တတ်တဲ့ဘိုးအပ်ဆိုင်ပိုင်ရှင်လေးလို့ဟောကပြောနေပါတယ်အဲဒီနောက်တော့ဟောကိုဆွဲယူလိုက်ကကျုပ်တဲ့ချိန်လုံးမတီးပဲနေတယ်လို့ထင်နေတာလားခမည်းအားကျုပ်တို့ခံစားနေရတာတွေကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တယ်မလားလို့ပြောလိုက်ပြီးခမည်းတော်တော်ကြီးနဲ့နေမှာပဲနှစိုးဘရင်ကြီးလို့ပြောကဟောကို လွတ်ပြစ်လိုက်ပါတယ်တကယ်လဲနဲ့ဆိုဘီရင်ကြီးဟာဟော့ကနေတဆင့်မယ်လီယိုဒက်စ်တို့ကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာပါသူနဲ့အတူဖြတ်တန်းခဲ့တဲ့နေရက်တွေကိုငါမမေ့ပါဘူးလို့ငါကိုစားကိုသားကိုပြောပေးပါလို့ပြောလိုက်ပြီးဒူးစရိုက်ခုနှစ်ပါးဟာဒီနေ့ဒီနေရာမှာပဲဆုံးတက်ပြီလို့နှုတ်ဆက်ကထွက်သွားခဲ့ပါတယ်